်မင်္ဂလာပါရှင်9လပိုင်း26ရက်နေ့မှာ6လပိုင်း10ရက်နေ့အထိတပတ်တာ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာ အလုပ်နဲ့ပတ်သက်ပြီးတော့လောကကရခက်ခဲတာအလုပ်မှာဘဝေမကြတာအလုပ်မှာစိတ်မပါတာအလုပ်ကလည်းဖိစီးမှုတွေအများများတာဒီလိုလေးကြောင့်ဝတ်တပါတယ်တံမိုးကြီးတော့ပြည်စီများထွက်တတ်ပါတယ်ပျောက်တတ်ပါတယ်ဂယုစိုက်စီခြင်းနဲ့တော့ မိတ်ဆွေပေါင်းသင်းတွေရဲ့ကုညီတောက်ပံကောင်းတွေရဖို့ရှိတယ်။ဒါ့အပြင်ဆရာသမားတွေရဲ့ပံ့ပိုးခြင်းဆရာသမားတွေရဲ့အဆက်အသွယ်ကောင်းတွေရရှိခြင်းဒီလိုလေးလေးတွေ့ရပါတယ်။အိမ်ကိစ္စများအဆင်ပြေပါလိမ့်မယ်။အဲ့တော့အိမ်နဲ့ပတ်သက်ပြီးတော့ဘလို့အကြောင်းအရာမျိုးမဆိုမိမိအတွက်လွယ်လေးတကူနဲ့အဆင်ပြေသွားမဲ့တပတ်တာလို့လေးတွေ့ရပါတယ်။ရှင်မြူသားစီစီမှာအကူကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိတယ်။အထူးသဖြင့်အနီးထက်အဝေးစီကနေပို့ပြီးတော့ထောက်ပံ့ကောင်းရမယ်လို့လည်းတွေ့ရပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်တည်ထားပါနော်မိမိအနေနဲ့ကိုကတော့ကောင်းစီခြင်းနဲ့စေတနာလေးနဲ့ပြောလိုက်တယ်ဆိုလိုက်တယ်လုပ်လိုက်တယ်ကန်လိုက်တယ်အဲ့ဒီစေတနာရဲ့အမှားတွေကိုကြုံရတတ်ပါတယ်ဒါကြောင့်မိမိကိုတိုက်ခိုက်ခြင်းနောက်မိမိကိုအပြစ်ပြောခြင်းဒါလေးခံရတတ်ပါတယ်ဒီဥစိတ်ပါနော်အချီအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းတဲ့ကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့အများကြီးပံ့ပိုးမှုအများကြီးကူညီမှုနောက်အကြံဉာဏ်ကောင်းတာအစဒါမျိုးလေးရရှိစေပါပဲဖြစ်ပါလေ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးလုံးဝမရှိပါဘူးရှင်။ယခင်ကနေကကျမ်းမာရေးယောဂဝေဒနာခံစားရတဲ့ဝေဒနာရှင်တွေရှိခဲ့တယ်ဆိုရင်တော့ဒီ26ရက်နေ့ကနေ6လပိုင်းတရက်နေ့တော့တွင်ထဲမှာအနာနဲ့ဆီးနဲ့တွေ့သွားမယ်။ဆီးကောင်းဝါးကောင်းတွေ့သွားစေမယ်လို့တွေ့ရပါတယ်။ အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုတ်အကင်မှာနည်းနည်းရောက်ရခဲ့ရမယ်ကိစ္စလေးကြုံရတာဖြစ်တဲ့အတွက်ကြောင့်မိမိအနေနဲ့အေးအေးချမ်းချမ်းနဲ့မလုပ်ရဘဲနဲ့အရာအလုံးကိုအပူတပြင်းလေးနဲ့လှုပ်ရှားရတာမျိုးလေးကြုံရတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်။ ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရမယ့်ကိစ္စဆိုရင်ကြံ့ကြာတတ်တယ်။မိမိဘက်ကပေးရမယ့်ကိစ္စဆိုရင်အပူတပြင်းလေးပေးရတာမျိုးလေးကျွမ်းဝတ်တပါရဲ့။အားလုံးနဲ့ပတ်သက်ပြီးတော့အလုံးစုံပူပန်စရာတွေခြုံငုံပြီးကြီးလိုက်တဲ့အခါမိမိကိုချစ်တဲ့သူတွေမိမိကိုခင်တဲ့သူတွေမိမိရဲ့မိတ်ဆွေမိမိရဲ့တငယ်ချင်းအပေါင်းအသင်းတွေစီကနေပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့သတင်းကောင်းလေးတခုအလုတ်ကင်နဲ့ပတ်သက်တဲ့သတင်းကောင်းလေးတခုကိုကြားရမှာဖြစ်ပါတယ်။ဒီတော့ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့တပတ်တာကံအထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာပြုလုပ်ဆောင်ရမယ့်ရေရာကမိမိနေအိမ်ကဖရားမှာပန်းအဖြူရောင်လေးညခုနှစ်ပွင့်အဲ့တော့နှီးစီပန်းပဲဖြစ်ဖြစ်ကန္ဓမာပန်းပဲဖြစ်ဖြစ်မိမိနှစ်သက်ရပန်းအဖြူရောင်လေးခုနှစ်ပွင့်ကိုလူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံအစီပြေသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်နာလမှာ 6လပိုင်းတရနေ့ဒီတပတ်တာတနင်္လာသားသမီးချင်းမိစုရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းမိစုဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်အခိုက်တွေအများကြီးနေပါလိမ့်မယ်။မိမိကိုယ်တိုင်ကလည်းပဲပင်ပန်းနေရမျိုးလူရာထက်ပို့ပြီးတော့အလုပ်တွေကိုကြိုးစားနေရတာမျိုးလုံနေတော့လည်းပဲအရှိကိုမရောက်တော့တာမျိုးဒီလိုလေးလေးတွေ့ရတပါလိမ့်။တံမူးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါလိမ့်။ မိတ်ဆွေပေါင်းသစ်နဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်းခင်မင်းရင်းနှီးနေရတဲ့မိတ်ဆွေဒါမှမဟုတ်လို့ကျင်လည်းပဲတခြားတဏီယာကိုအဝေးကိုရောက်နေတယ်လက်ဖုံးတတိမရှိပဲနဲ့မိတ်ဆွေအဲ့ဒီမိတ်ဆွေကြီးကနေပြီးတော့ကျမ်းမာရေးမကောင်းတဲ့သတင်းတွေကြားရမှာပဲဖြစ်ပါတယ်အိမ်ကိစ္စများစီစဉ်မှုတွေအစီအပြေလေးမေးလောက်ဝကန်ရတာလွယ်ကူစီမေးအိမ်ရမိသားစုတွေရဲ့ပတ်ဖို့မှုတွေလည်းရဖို့ရှိနေပါတယ် ရန်အနေနဲ့တိုက်ခိုက်ရှိတယ်အဓိကတော့မိမိကိုလုံးကြံမဲ့တယ်ပေါ့နော်အဲ့တော့စကားအရာတော်၎င်းနောက်ပြီးတော့ဒီခွန်အားအရာတော်၎င်းအဲ့လိုလုံးကြံနိုင်တဲ့အရာလေးရှိတယ်ဒါလေးကိုတော့ဂိမ်းဆိုင်ပါအထူးသဖြင့်ကြောက်ချခံရတာမျိုးလေးကြုံရတတ်ပါတယ်အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာလေးအရန်ပွင့်နေမယ်လူကြီးလူငယ်ပေါ်နေမယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲဂျောင်းဝင်နှောက်ရှက်မှုတွေအဲ့တော့အိမ်တော်တွေဒီမျက်နှာပွင့်ပြီးဆိုရင်ပို့ပြီးတော့ဂိမ်းဆိုင်စေခြင်းနဲ့အမားတွေတစ်ခုပြီးတစ်ခုဇက်တိုက်ကြုံရတတ်ပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးရှင်။ဒါပေမဲ့ဘိုက်မကောင်းတာမျိုးတွေဘိုက်ရစ်တာမျိုးတွေတော့ကြုံရတတ်ပါတယ်။ဒါကိုပြီးဆက်ပါနော်။အေးချမ်းချင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 ်းရောက်ရှိလာမဲ့တပတ်တာပါ။ဘာကြောင့်လဲဆိုတော့မိမိကိုယ်၌ကလည်းပဲဘလို့အတိုက်ခံမျိုးပဲလာလာဘလို့ခက်ခဲမှုမျိုးပဲလာလာကိုကိုယ်တိုင်ကလည်းပဲတကယ်ကိုဇွဲလုံးလောက်ဝရိယရှိစွာနဲ့ အလုတ်တာလုတ်လုတ်တာပဲဖြစ်ဖြစ်စကားရာမှာပဲဖြစ်ဖြစ်ကြံစီထားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ဒီလိုဇွေးနဲ့လုတ်သွားတဲ့အရာတွေမှန်သမျှအစီအပြေအောင်မြင်စေတဲ့အရာလေးတွေကိုဒီတစ်ပတ်ထဲမှာထေရီရှားရှားနဲ့တွေ့ရမှာပဲဖြစ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားနည်းပါတယ်ဒို့ပေမဲ့ထီထိုးကန်ဆင်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကန်ဆင်းလို့ရပါတယ်ငွေကြေးလာလာပါများဝင်လာမစေးတဲ့တဲ့တဲ့ရရှိလာပဲတပတ်တာလို့တွေ့ရပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစုံးွားတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနေမိခင်ကဲသူတကယ်ကိုနှစ်လိုပဲရှိတဲ့မျိုးသမီးတယောက်ဆီရနေပြီးတော့အကူကြီးကောင်းထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းတွေရမှာပဲဖြစ်ပါတယ်ဒီတော့တနေ့မှသာသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆံမပေးချင်ပါတယ်ဒီနေ့လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရမယ့်ရည်ရာက လမ်းခရီးသွားနေတဲ့ကိုလမ်းစီးရေးပြန်ချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လေသွားမိလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်9လမှ6လပိုင်းတရင်နေ့ဒီအင်္ဂါသားသမီးချင်းပြီဆိုရင်အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်အင်္ဂါသားသမီးချင်းပြီဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေပိတ်ဆို့နေတာမျိုးလုံနေတန်တန်နဲ့ဒီလုံပါမလုံချင်တော့တာမျိုးအယောင်းဝယ်ရေးဆိုရင်လည်းပဲရက်တန်သွားတာမျိုးအေးသွားတာမျိုးညိတ်သွားတာမျိုးကြုံရမှာပဲဖြစ်ပါတယ် တံမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိမိမမျော်လင့်ထားဘဲနဲ့ဝင်လာတဲ့အရာကိုပို့ပြီးတော့တွေ့ရမှာပဲဖြစ်တယ်မိစေပေါင်းတင်တဲ့ပတ်သက်ပြီးတော့ရံများခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းလို့တွေ့ရပါတယ်အထူးသဖြင့်စာရွက်စာတမ်းကိုအကြောင်းပြုပြီးတော့မှပြဿနာတက်တက်ပါတယ်ဒါလေးကိုပြုဆက်ပါတော့ အိမ်ကိစ္စများအဆင်ပြေပါလိမ့်မယ်အိမ်နဲ့ပတ်သက်ပြီးတော့ပြုပြင်တာဒါမှမဟုတ်ရင်အိမ်ကိုဝယ်တာဒါမှမဟုတ်အိမ်ကိုရောင်းတာနောက်တစ်ခုကကျတော့အဆောင်ဦးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆောင်ငှားတဲ့ကိစ္စလေးတွေဒါလေးတွေမှာစီစဉ်တကြနဲ့အဆင်ပြေသွားမယ်အဖက်ဖက်ရဲ့အကူအညီကောင်းလေးတွေဝင်လာဖို့လေးရှိနေပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးတွေကြောင့်ဆင်းရဲစရာမျိုးလေးကြုံရတတ်တယ် ရန်တိုက်ခိုက်အနောက်ရှေ့သတိထားပေးပါနော်။အင်္ဂါသားသမီးချင်းမိတ်ဆွေတွေနဲ့မိမိကိုယ်နိုင်ကလည်းပဲအတိုက်ခိုက်အရန်များသလိုမိမိကိုယ်လည်းပဲကိုကလှုပ်ချင်တဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေမှန်သမျှအဖြတ်အတောက်တွေရန်များပါတယ်။ဒါကြောင့်မို့လို့စတနာအားကောင်းစီဖို့အတွက်ကိုအတိတ်ထံမပြတ်မကွက်လှုပ်ဆီခြင်းနဲ့လို့ကျွန်မတို့မြင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့လမ်းပြောက်တာမျိုးချစ်သူနဲ့အဆက်အသွယ်ပြတ်သွားတာမျိုးချစ်သူစီကနေပြီးတော့ကျင်နာမှု ယူရောက်မှုတွေမရရှိတော့တာမျိုးဒါလေးလေးချက်ဝမ်းတက်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ရဲ့အလုပ်ကိစ္စအဆင်မပြေလို့နောက်ခက်ခဲနေလို့နှောင့်နှေးနေလို့ဇနီးမောင်နှံမိသားစုတွေစိတ်ရှုပ်ဆရာတွေကြုံရတတ်ပါလေ။ကျမကြီးနဲ့ပတ်သက်ရင်တော့စိုးချိုးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းမှုညင်းချမ်းမှုရရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။အရာရာမှာမိမိဘက်ကမှန်အောင်လုပ်ပါ။ပြီးရင်မှန်တာတွေပဲပြောပါ။ ဟုတ်တာတွေပဲပြောပါဒါဆိုရင်ဘာဖြစ်လာလဲဆိုတော့အဲ့ဒီရေဒီဖိုးတကူအောင်နှုတ်ပေါ်တွေတက်လာတာပေါ့နော်ကိုကိုနှိုက်ကလည်းပဲမှန်တာတွေပြောတယ်နောက်မှန်တာတွေလုပ်တယ်လုပ်ရက်တည်းကမှန်ကန်တယ်ဒီအတွက်ကြောင့်မို့လို့နတ်မြတ်နတ်ကောင်းတဲ့အပေါင်းတွေရေဆောက်ရှောက်မှုရရှိစေတဲ့အတွက်ကြောင့်မို့လို့ဒီတစ်ပတ်တာကာလတစ်ခုမှာပို့ပြီးတော့မှလုပ်ငန်းတွေနှောင့်နှေးရင်အောင်အဆင်ပြေတယ်ငွေကြီးတွေနှောင့်နှေးတာတော့မှပဲရှော့ရှော့ရှူရှူနဲ့ဝင်နေပြောရဆိုရတာလေးတွေလွယ်ကူစေတယ်ဒါလေးတွေတွေ့ရမှာပဲဖြစ်ပါလိမ့် ကန်နဲ့ပတ်သက်ရင်တော့ကန်အားနေတယ်။ဒါ့ပေမဲ့ထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့အင်္ဂါသားသမီးချစ်ပြီးဆိုရင်ကိုယ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းလာမယ့်တပတ်တာပွန်လန်းလာမယ့်တပတ်တာပါ။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာမိမိအနေနဲ့မကောင်းသောဆိုးဝါးတဲ့အရာတွေအားလုံးရဲ့ဒီဆိုးမိုးခြင်းတွေနောက်တစ်ခါနှောက်ရှက်ခြင်းတွေခံရတတ်တယ်။အဲ့ဒါဘလို့ပုံစံမျိုးပြောတာလဲဆိုတော့ကိုကတနည်းအရောသွားလိုက်တယ်။မှောင်ရီပြိုးပြခြင်းသွားတာပဲဖြစ်ဖြစ်ပြန်လာတဲ့အခါမှာအသာဟင်းငါဟင်းတွေပါလာတာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးမှာအပမှီလာတယ်ဆိုတဲ့အရာတွေဖြစ်တတ်တယ်။အဲ့ဒါလေးကတော့ထူးခရူးစိုက်စေခြင်းနဲ့ဒါကြောင့်ရှေ့မှာဆရာမပြောခဲ့သလိုပဲမိမိကိုယ်တိုင်ကစရဏအားကောင်းအောင်နေပါ။ဒါဆိုရင်တော့ဘုံတကူအာလုပ်ကိုကြီးမားလာမှာပဲဖြစ်ပါတယ်။ ပြီးတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆရာမပေးကြပါနဲ့အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ယရိယာကခွေးစာများများချွေးပါဒါဆိုရင်တော့မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်9လမှ6လပိုင်းတရနေ့အထိဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဘုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုံနဲ့အခွင့်အရေးကောင်းတွေအများကြီးရရှိစေမယ်လို့တွေ့ရပါတယ် ရောင်းဝယ်တဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝယ်ပန်းတွေဝင်လာလာမဲ့တပတ်တာပါ။တန်မိုးကြီးသောပစ္စည်းများဝင်လာမစေရရှိမှာပဲဖြစ်ပါလိမ့်။မိတ်ဆွေပေါင်းသင်းစီမှာအကူအညီချောက်ပံ့ကောင်းတွေရမယ့်လူတွေတွေ့ရပါလိမ့်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားမှုတွေအရန်ကောင်းနေ။နောက်အိမ်ရအကြီးကြီးတွေရဲ့အကူအညီကောင်းလေးတွေအဆက်အသွယ်ကောင်းလေးတွေရရှိစေမယ်လို့တွေးရပါတယ်။ရှင်မျိုးသားချင်းတွေကနိုင်ရည်တည်နေကြရတဲ့ပါတယ်။ ရန်အန်ရဲ့တိုက်ခိုက်ရှိတယ်မိမိဒီတိုင်းနေနေတန်းလိုက်နေတော့မှမိမိကိုလာပြီးတော့တိုက်ခိုက်တာအပြစ်ပြောတာဒါမျိုးလေးခံရတဲ့တည်းယူဆိုင်တော့အချီးရင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်ပြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်အီးချင်းတာရတဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ခြေထောက်တွေမကောင်းတာမျိုးဖြစ်တဲ့တည်းခြေထောက်တွေရောင်ရမ်းတာခြေထောက်တွေကြိုက်တာဒူးတွေနာတာဒါလေးဖြစ်တတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာပဲတပတ်တောင်လို့လေတွေ့ရပါတယ်ကိုကိုနိုင်ကလည်းပဲဗာလီပဲလှုပ်လို့ကိုလှုပ်လိုက်ပြီဆိုတာနဲ့ကိုတောင်းဝင်ယူလိုက်ပြီဆိုတာနဲ့ဒီကိစ္စတွေမှာကိုလုံနိုင်သွားတယ်အဆင်ပြေသွားတယ်နောက်ကိုလှုပ်လိုက်တဲ့အရာမှန်သမျှလေသူတစ်ပါးရဲ့ဒီအထင်ကရလေးပေါ့နော်သူများသတိထားပြီးတဲ့အရာမျိုးလေးကောင်းသောချီးမွမ်းခြင်းတွေကိုလည်းခံရမှာပဲဖြစ်ပါတယ်ကဲနေပတ်တဲ့ရောကံအားနေတယ်တို့ပေမဲ့ မဖြစ်မနေထီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့၃ညတလုံးထီတို့ကန်ဆန်းလို့ရတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ပတ်စံတွေကမမြဲတာမျိုးဖြစ်တတ်တယ်။ငွေလုံးဝမစုံမိဘူး။စုထားတဲ့အရာလေးတောင်မှပြန်ပြီးတော့ထွက်တတ်တယ်လို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါကျတော့ကိုယ်ကိစ္စမဟုတ်ခင်နေသူများကိစ္စတွေနဲ့ပဲအမြဲတမ်းလိုက်ပြီးတော့ပူပေးနေရတာမျိုးလေးကျုံ့တတ်တယ်။ဒီတွေအာယုံရမ်းနောက်ရတယ်ပေါ့နော်။ဒီတော့ဗုဒ္ဓဟူးတာသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးဆရာမပေးချင်ပါသေး။ ဗုဒ္ဓဟူးသောသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ယရေရာကလိုအပ်နေတဲ့နေရာလေးတွေမှာအအေးတက်ကလေးလူပေးရတယ်ဥပမာရက်တောင်လေးလူလိုက်တာအနေဆုံးစင်နောက်ပန်ကာလေးလူလိုက်တာတတ်နိုင်တဲ့သူတွေဆိုရင်တော့အဲကောလူလိုက်တာဒါမျိုးလေးလုပ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လဲသွားမိန်းလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်9လမှာ6လပိုင်းတရနေ့အထိကြာတော်ရီသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်ကြာတော်ရီသားသမီးချင်းမိတ်ဆွေ အလုံးနဲ့ပတ်သက်ပြီးတော့အကန့်အခွင့်အလမ်းကောင်းတွေရရှိစေမှာပဲဖြစ်ပါတယ်။မိမိကိုယ်တိုင်ကလည်းတကယ်ကိုအထောက်ကျူးစားနေတဲ့အခွင့်အရေးတွေရရှိတာပေါ့နော်။ကိုကိုယ်တိုင်ကျူးစားအထောက်ဖို့ကြောင့်မလို့ရလာတဲ့ဒီအခွင့်အရေးတွေကနေပြီးတော့မှပီတိဖြစ်စရာ၊နောက်ကိုကျူးစားမှုကြောင့်မလို့ရလာတဲ့အတွက်ကြောင့်မလို့ကိုကြည်တတ်စရာဒါလေးလည်းတွေ့ရမှာပဲဖြစ်ပါတယ်။တမိုးကြီးပြည်စီတော့ထွက်တတ်တယ်နော်။မိတ်ဆွေပေါင်းသင်းကောင်းတွေတွေ့ပါလိမ့်မယ်။ဆရာသမားကောင်းတွေရဲ့ကူညီကောင်းတွေလေးရဖို့ရှိနေပါတယ်။ဒါပြင်အဆက်အသွယ်ကောင်းတွေလည်းရဖို့ရှိပါတယ်။ အိမ်နဲ့ပတ်သက်ရင်တော့ခေါင်းရှုပ်ရတယ်ဆိတ်ရှုပ်ရတယ်တာဝန်တွေအရင်ပြည့်တတ်ပါတယ်ဆွေမျိုးသားချင်းစီကတည်င်းကောင်းနေကြရမှာပဲဖြစ်ပါတယ်။အဆက်အသွယ်ပြတ်နေတဲ့သူစီကနေပြီးတော့လည်းတည်င်းနေကြရတပါတယ်။ရန်အတိုက်ခိုက်တော့ရှိတယ်။မိမိကိုမနာလိုနေတဲ့သူတွေမကြည်ပြူနေတဲ့သူတွေအပြစ်ပြောမဲ့သူတွေကတော့ဆင်းသင့်ရှိနေပါတယ်။ဒါပေမဲ့ကောင်းတဲ့မှာဘာမှမထက်တာပါနဲ့။အချင်းနဲ့ပတ်သက်ရင်တော့ ချစ်သူနဲ့မိမိနဲ့ကြားထဲမှာလမ်းခွင့်ရတဲ့ဒီဖြစ်တဲ့ပါတယ်ဒါကလည်းပဲကြားလူနောက်ရှက်မှုကြောင့်ဖြစ်တာတာပြီးတော့လည်းပြီးသွားတယ်ဘာမှမဟုတ်ဘူးပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်အေးချမ်းတာယာမဲ့အိမ်တော်ကြီးပါကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘယ်ဥစ္စာပါအဓိကဘာဖြစ်တယ်လဲဆိုတော့အကျိုးရမ်းတက်တာအကျိုးတက်တဲ့ဝေဒနာတွေကိုခံစားရတာပါလေအေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ်တပတ်တာပါကိုကိုယ်တိုင်ကလည်းပဲ ဘာလေးပဲဖြစ်ဖြစ်စိတ်ရှည်တိကျစွာလုပ်ကင်လိုက်တယ်စောင့်စမ်းလိုက်တယ်ဆိုရင်အရာရာဟာဒီတစ်ပတ်ထဲမှာအစီအပြေအလုံးစုံပြည့်စုံသွားမယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလုံးကောင်းပါတယ်ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုတော့6တလုံးဒီတို့ကန်ဆန်းလို့ရပါတယ်။ဝေကြီးတက်လာပါများဝင်လာမစေးတဲတဲတဲရရှိမေဒါအပြင်အလှရည်ဆက်တဲ့နဲ့မကွာလူနိုင်တန်းနိုင်မဲ့တပတ်တာလူလည်းတွေ့ရပါလိမ့်မယ်အားလုံးကပတ်သက်ပြီးတော့ပူပန်စရာတွေချုံကိုပြီးကြည့်လိုက်တဲ့အခါဘာဘုံမပူပန်စရာမရှိပဲနဲ့ လုံဆောင်ခြင်းမှန်သမျှလမ်းမှန်ကမ်းမှန်တွေလုံနိုင်ကိုင်းနိုင်တဲ့အပြင်ပြောရေးဆိုရပါအားဆက်ရှာဆက်ကောင်းစေမယ်လို့တွေ့ရပါတယ်။ဒီတော့ဂျာတာပြီးသားသမီးချင်းမိတ်ဆွေတွေကန်ထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးဆံမပေးချင်ပါတယ်။သာသာပြီးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရာကစရုပ်တီတာအထူးလေးလုပ်လိုက်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။ မင်္ဂလာပါရှင်26ရက်9လမှာ6လပိုင်း10ရက်နေ့ထိတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်တဲ့ကံတွေအရန်ကောင်းနေ။နောက်ဝေးကြီးကိစ္စလေးတွေစကားပြောဆိုရတဲ့အခါအောင်မြင်စေမယ်။ရမယ့်လမ်းကြောင်းတွေလည်းပေါ်ပေါက်ဖို့ရှိနေပါတယ်။တန်ဖိုးကြီးတော့ပြည်စီများထွက်ဖို့လည်းရှိတယ်ဝင်ဖို့လည်းရှိတယ်။ဒါကလည်းမိမိအနေနဲ့တကယ်ကိုလိုအပ်လို့ထွက်ပေးတာလိုအပ်လို့ဝယ်တဲ့ရတာမျိုးတွေတွေ့ရတယ်။ မိစေပေါင်းတင်းရဲ့ဆွဆွဲပြောဆိုတာတွေခံရတဲ့တည်းနောက်ပြီးတော့ကို့အပေါ်မှာအထင်သေးအမြင်သေးတွေခံရတဲ့တည်းဒါလေးလည်းကြိုးစိတ်ပါနော်အိမ်ထဲပတ်သက်ရင်တော့စိတ်ရှုပ်ရမယ်ခေါင်းရှုပ်ရမယ်အိမ်အတွက်အရန်နောက်ဆန်တင်ရမယ်ပူပန်ရမယ်နော်ဆွေမျိုးသားချင်းစီကအကျဉ်းဉဏ်ကောင်းတည်ငြိမ်ကောင်းပြီးနော်နောက်ပြီးတော့အကူအညီကောင်းလေးတွေဒါမျိုးလေးတွေရရှိစေမယ်တပတ်တာလို့လည်းမြင်ပါတယ် ရန်အန်ဒီရဲ့အနောက်ရှက်လုံးဝမရှိပါဘူးရှင်။ရန်အန်ဒီရဲ့မရှိခဲ့ပြီးချစ်သူခင်သူပေါ်လာမယ့်တပတ်တာပါ။အချီးနဲ့ပတ်သက်ပြီးတော့ချစ်သူရှိနေပါလေနဲ့အခြားသူကတယောက်ကနေပြီးတော့မမိကိုလာပြီးတော့ပတ်သက်တာမျိုးကြုံရတဲ့တည်း။ဒါကြောင့်ချစ်သူနဲ့အဆင်မပြေဖြစ်တဲ့တည်း၊ပြဿနာတွေဖြစ်တဲ့တည်း၊အထီးမြင့်လွင်စရာတွေဖြစ်တဲ့တည်းဒါကိုဂရုစိုက်တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရသောအိမ်တော်ကြီးလို့တွေ့ရပါတယ်။ဈာမိုင်းနဲ့ပတ်သက်ရင်တော့ ကျမ်းမိုင်နဲ့ပတ်သက်ရင်သူကတရှောင်ချောင်ဖြစ်တဲ့ခဏခဏချူချာနေတာတစ်ခုပြောက်သွားရင်နောက်တစ်ခုနောက်တစ်ခုပြောက်သွားရင်နောက်တစ်ခုအဲ့လိုချူချာတဲ့တဲ့အရာလေးဖြစ်တယ်ပါလေအစားတော့နေတိုင်းယူဆိုင်ပါတော့အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။နောက်မိမိကိုအလိန်ညာခံရတဲ့တည်း။အဲ့တော့လူလိန်၊လူညာနော်၊ငွေလိန်တာဒါမျိုးတွေခံရတဲ့တည်းဒါလေးကိုတော့ view site စီခြင်းနေ။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်။ဒါပေမဲ့ထီထိုးကန်ဆယ်ခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆယ်လို့ရပါတယ်။ လက်လာပါပွင့်မယ်ငွေရှင်မယ်လို့လည်းတွေ့ရတယ်။အအောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့နေချားမြေချားကနိုင်ငံရဲ့ချားမှအဆက်အသွယ်ကောင်းတည်ငင်းကောင်းအခွင့်အရေးကောင်းတွေရရှိစေပဲတပတ်တာလို့တွေ့ရတယ်။ဒီတော့တောက်ကြသားသမီးချင်းမေးဆွေအတွက်ကံထောက်ပံ့ပြည့်စုံတဲ့ရည်ရည်ကောင်းလေးဆရာမပေးချင်ပါသေး။တောက်ကြသားသမီးချင်းမေးဆွေမိမိနေအိမ်ကဖရားမှာတင်မိုတိမဲ့တပကံကက်လူချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။ မင်္ဂလာပါရှင်26ရက်9လမှာ6လပိုင်းတရနေ့ဒီတစ်ပတ်တာစနေသားသမီးချင်းပြည့်စုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်စနေသားသမီးချင်းပြည့်စုအလုပ်ကိန်းခွင့်လန်းကောင်းတွေများရရှိမိအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတည်ငြိမ်ကောင်းတွေလည်းကြားရတတ်တယ်ကိုကိုတိုင်းလည်းတကယ်လုပ်နေတဲ့တလန်နဲ့စိတ်ပျော်ရွှင်တာကြည်နူးရတာမျိုးတွေကြုံရမှာပဲဖြစ်ပါတယ်တန်ဖိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်မိစေပေါင်းတဲ့ပတ်သက်စိတ်မကောင်းစရာတည်ငြိမ်ကြားရတတ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်ဒီစီစဉ်ရတာအရင်ခက်ခဲစီတယ်။ဒါကြောင့်အေယိုနောက်ဆန်တင်ရတယ်ဒီလိုလေးတွေ့ရတယ်နော်။စီမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှင်ဝါတာစီမျိုးသားချင်းရဲ့အခက်ခဲတွေကိုလိုက်လံပူပန်ပေးနေရတာဒီအတွက်လည်းကိုကိုယ်တိုင်လည်းဘာကူညီပေးရမလဲဆိုပြီးတော့စဉ်းစားဆုံးဖြတ်ချက်ချခတ်တာအဲ့ဒါလေးလေးကြုံရမှာပဲဖြစ်ပါတယ်။ရန်တိုက်ခိုက်ရှိရနော်တတိတားပါမိမိကကိုကမှန်မှန်ကန်ကန်လုပ်နေပါလေရဲ့ ਨੇ ကို့ကိုလာပြီးတော့တိုက်ခိုက်တာမျိုးတွေလည်းကျင်းဝတ်တည်တယ်ဒါလေးကို view ဆိုင်ပါနော် အခြေအနေနဲ့ပတ်သက်ပြီးတော့အင်မတန်မျက်နှာပွင့်နေတဲ့ကာလမှာအင်တော်ကြီးနဲ့ပတ်သက်ရင်အင်တော်ဘက်ကမိမိအပေါ်မှာအကောင်းမြင်တာအင်တော်ဘက်ရဲ့အလိုကြောင်းမှုတွေအင်တော်ဘက်ရဲ့ဖြည့်ဆည်းမှုတွေဒါမျိုးရရှိစေမယ်လို့တွေးရပါတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ခါးရီနာတက်တယ်ခါးရီကြိုက်တက်တယ်အဲ့ဒါလေးကို view ဆက်ပေးပါ။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်အတွက်မဟုတ်ဘူး။ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေအတွက်ကိုကိုယ်ကပူပန်ပေးနေရတယ်လို့တွေးရတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအား ကောင်းပါတယ်အဲ့တော့ထီထိုးခြင်းနဲ့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆယ်လို့ရပါတယ်ငွေကြေးကိစ္စတွေရွှေ့မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လာပါပွင့်မယ်မမျော်လင့်ထားတဲ့ငွေကြေးတွေရလာမျိုးလဲကြုံရတဲ့တည်းအဲ့ဒါတွေရတယ်ကိုအလုံးလုံးလို့ရတဲ့ဥစ္စာတက်ကိုပိုဝင်လာတာမျိုးကိုမထင်ထားလိုက်တဲ့အနေထားမျိုးတွေဝင်လာတာမျိုးထီပေါက်တကယ့်တော့ငွေဝင်တာမျိုးကြုံရတဲ့တည်းအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့မိမိကိုယ်၌ကဘယ်အရာပဲလုပ်လို့အမြဲတမ်း သတိဝိရိယရှိပါနောက်ပြီးတော့ကံကားဘောက်ကိုအထုတပြည့်လုံအောင်ထိမ်းပါအဲ့တော့စိုးစိုးကငွေတွေဝင်မယ်အထုတေအများကြီးရရှိမယ်ထီပေါင်းတကယ်တို့ဝင်မယ်ဆိုတာကအဲ့ဒီကံကားဘောက်လုံးကြုံသွားပြီဆိုတာနေအခုဆရာမပြောတဲ့အတိုင်းဒီတစ်ပတ်ထဲမှာကျင်းတီပေါင်းငွေတွေအစုလိုက်ပုံလိုက်ရရှိစီမှာပဲဖြစ်ပါတယ်ဒီတော့ထီထုတ်ကံစမ်းမယ်ဆိုရဲကမှလည်းသုံးတလုံးကိုထီထုတ်ကန်ဆန်လို့ရတယ်။ကံရဲ့အထောက်ပံ့ကောင်းတွေ၊ခွန်လန်းကောင်းတွေရရှိစေဖို့အတွက်ဆရာမရေရံလေးပြေးချင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေ 明明丽的今日参观过的也是全部对。眼也不要麻，背不拉的，这边看手脑给人平，看看你头这边的，啊，龙首比的多，美女都要弯的深。